ပန္တကုဆိုတာပန္တကုလဆိုတဲ့ပါဠိပုတ်ပန္တကုလို့ခေါ်လိုက်ပန္တဆိုတာကမြေမှုတ်ဥလဆိုတာကလိမ့်ကြံတယ်လို့မြေမှုတ်နေပွားအဝိဆုကိုပြောတယ်မြေကြီးထဲမှာလွန်ပြေးလိုက်တယ်မိုးရွာတယ်ဥဆုကမြေကြီးကတ်သွားပြီးတော့ချုပ်နေပေးတယ်အဲ့ဒီလိုချုပ်နေပေးပြီးတော့နေဘူးလို့ချုပ်တဲ့ခါကျတော့အဲ့ဒီချုပ်နေကဖုံဖုံဖြစ်ပြီးတော့ပိဿာဘောမှာကတ် ဲ့ဒီလိုကတ်နေတဲ့ဟာကိုအဝိဆာကိုတန်တကူလာတော့ပေါ့အဲ့ဒီလိုအဝိဆာကိုမှလူတွေမလို့ခြင်းလို့စွန့်ပြစ်လိုက်တဲ့အဝိဆာအဲ့ဒီအဝိဆာတွေကိုကောက်ပြီးတော့မှသင်္ကန်းချုပ်ပြီးတော့ဝတ်တာတန်တကူဆောင်မထီးလို့ပေါ့ဒဂရကမလှူတဲ့သင်္ကန်းပိတ်ကိုမဝတ်ဘူးဒဂရကမပိတ်ကိုအတိတ်ကြီးလာလို့ရင်လက်မခံအဲ့ဒီတော့ကိုယ့်ဟာကိုလိုက်ကောက်ပြီးတော့မှဝတ်တာ န်တကူဆောင်မထေလို့ပေါ့အဲ့ဒါကိုဒူတင်ဆောင်လို့လည်းပေါ့ပန်တကူဒူတင်ဆောင်လို့ပေါ့အဲ့ဒီလိုအဝိစုတ်တွေကိုလိုက်ကောက်တဲ့နေရာကောက်တဲ့နေရာကနှစ်နေရာရှိအဝိစုတ်ရတတ်တဲ့နေရာပေါ့အမိုက်ပုံလူတွေပြည့်လိုက်တဲ့အမိုက်ပုံထဲမှာလည်းပဲအဝိစုတ်တွေလိုက်ကောက်ရတယ်ဒါပေမဲ့လို့အဝိစအဲ့ဒီအမိုက်ပုံမှာပြည့်တဲ့အဝိစုတ်ကအကောင်းမရတော်တော်ကြီးကိုညှဉ်းနှွမ်းပြီးတော့တော်တော်ကြီးကိုစုပ်ပြပြီးတော့ချွေးမြေနေမှာ ပြည့်ကြတာဟုတ်ပြည့်ကြတော့အမိုက်ပုံမှာလိုက်ကောင်းလို့ရှိရင် ပိဿာအကောင်းရဖို့ဆိုတော့မလွယ်ဘူးတော်တော်ရှားယူမှရအဲအကောင်းကြီးရတဲ့နေရာဘယ်နေရာရှိတုံးဆိုပညာလူသေးကောင်းပြည့်တဲ့ပညာပေါ့အဲ့ဒါကလည်းပဲအခုခင့်နဲ့ရှေးခင့်နဲ့ကြွားပုံလေးကိုပြောအောင်မယ်ရှေးခင့်တုန်းကလူသေးကောင်းကို အခုလိုမြေကြီးမမြုပ်အဝတ်နဲ့ပတ်ပြီးတော့ပညာကိုသွားပြီးတော့ဒီတိုင်းနဲ့ပြစ်ထားတာ ဖြစ်တဲ့နေပြတာခွေးတွေစားတော့ခွေးတွေစားကြီးတွေစားလက်ရတွေစားပေါ့စားလို့အသားတွေကုန်ပြီးခြောက်သွားပြီဆိုမှအယိုးကိုကောက်အယိုးယူကိုပစ်ထားတဲ့အဝတ်နဲ့သိတယ်လေကိုအယိုးဆိုတာကိုကိုပစ်ထားတဲ့အလောင်းရဲ့အယိုးဆိုတာသိတယ်အဲ့ဒီလိုအလောင်းကိုယူတော့အယိုးကိုယူပြီးမှအဲ့ဒီအယိုးကြမှာမြည်ရင်နဲ့မြုပ်ကိုရင်နဲ့တဲ့ရှင်အဲ့ဒီလေးတာ ဲ့ဒီလိုလူသေးလို့ရှိရင်အဝတ်နဲ့ပတ်ပြီးတော့ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီအဝတ်ကျတော့အကောင်ပြီးတော့အလောင်းကိုပတ်တာဖြစ်တဲ့အတွက်အရှိကြီးရပိတ်သွားအဲ့ဒါကြောင့်မို့လို့ရှေ့တုန်းကပန်းသက်ကိုကောက်တဲ့မထေတွေကအမိုက်ပုံတဲ့တင်းချိုင်းကုန်းကိုကောက်တယ်များတင်းချိုင်းကုန်းသွားလူသေးကောင်းနေရွာကြီးကြီးဆိုလို့ရှိရင်တင်းချိုင်းကုန်းရှိတာအဲ့ဒီတင်းချိုင်းကုန်းသွားရှာလို့ရှိရင်ဟိုခွေးတွေစားလို့လရတွေစားတော့အသားတွေကကုန်ပြီလေ ဲ့ဒီဝတ်စုံကြီးကြံရင်ခဲ့တာကြံရင်ခဲ့တာကျတော့လူတွေကလည်းအယိုးပဲကောက်သွားတာလေဝတ်စုံကကြံရင်ခဲ့တာလေအဲ့တော့အဲ့ဒီအဝတ်စုံကိုကောက်လို့ရအဲ့ဒါဆိုလို့ရှိရင်အလောင်းတစ်လောင်းကနေကောက်လိုက်လို့ရှိရင်သင်္ကန်းချုပ်မယ်ဆိုရင်တင်မန်တထဲစာလည်းရဧကတိတထဲစာလည်းရအဲ့ဒါကြောင့်မို့လို့ပန့်တဲ့ကိုကောက်တယ်ဆိုရင်တင်းချင်းကောက်တာများရသော်ဖေရကိုယ်တိုင်လည်းကောက်ခဲ့ရသော်ဖေရလည်းတင်းချင်းကိုမှပဲကောက်ရသော်ဖေရကတော့နှစ်ထပ်သင်္ကန်းကြီးချုပ်နော်အဲ့ဒါကောက်တယ် ဲ့လိုကောက်တဲ့နေရာမှာလည်းပဲပိုက်ဆံချမ်းသာတဲ့သူသေးလို့စွန့်တာဆိုရင်ပိတ်သားအကောင်းရဆင်းရဲတဲ့သူသေးလို့ချမ်းသာတာဆိုရင်တော့ပိတ်သားအညံ့ရနော်ပိတ်သားညံ့ရမြတ်စွာဘုရားကချမ်းသာတဲ့သူရဲ့အလောင်းကဟာကိုမယူဘူးကျွန်မတယောက်ရဲ့အလောင်းကဟာခွာယူဒါသာဒါနေလို့သိအောင်ပြောတာနော်မြတ်စွာဘုရားကသင်္ကန်းအကောင်းသားမဟုတ်ဘူးဟိုသူဖျားမို့လို့အကောင်းသားကြီးမြန်ကောက်မယ်မထင်နဲ့မကောက်ဘူး အဲ့ဒီဂျုံမတယောက်သေလို့အလောင်းပတ်ပြီးတော့စွန့်ထားတဲ့အဲ့ဒီခုနကပြောတဲ့အလောင်းပတ်ထားတဲ့ဝိစာပိစာကိုကောက်ပြီးတော့မှမြတ်စွာဘုရားသင်္ကန်းချုပ်တယ်လို့အဲ့ဒီလိုလာဒါပန်းတကူကောက်နော်ပန်းတကူကောက်ပြီးတော့အဲ့ဒါကိုသင်္ကန်းချုပ်ပြီးတော့ဝတ်တဲ့ရဟန်းကိုပန်းတကူဆောင်မထေလို့ခေါ်လူတွေအကြည့်ညိုများတယ်ပေါ့နော်အဲ့ကအဲ့ဒါကပန်းတကူသူ့အတူကောက်တာနော်ဟိုပြစ်တဲ့အလေးထားမရောက်သေးဘူးနော် အဲ့ဒီလိုနဲ့ပန်းသက်ကိုကောက်ပြီးတော့ပန်းသက်ကိုဒူးတင်ဆောင်တဲ့မထေရီကနောက်ပိုင်းကျတော့လူကြီးညိုလဲပြားတယ်တရားဓမ္မလည်းရကြတဲ့အတွက်ယ ahanan တွေဖြစ်ကြတဲ့အခါကျတော့ပန်းသက်ကိုဆောင်ဆိုရင်ယ ahanan ဖြစ်တာများအဲ့ဒါကြောင့်မလို့ယ ahanan တို့ချင်းပြီးတော့လူတွေကပန်းသက်ကိုဆောင်တဲ့ကိုပြုကျင်ကြပြုကျင်တဲ့အခါမှာဘယ်လိုလှူရမလဲလို့အဲ့ဒီလိုစဉ်းစားတဲ့အဆင့်ရောက်နော်ရောက် ငါတို့ကြောင့်မို့တော့ပန်းတကူပြစ်တယ်ဆိုတဲ့အလေးထားကိုပြောမလို့ပါနော်အဲ့ဒီတော့ပန်းတကူကောက်တယ်အခုလောလောဆယ်တော့ပန်းတကူပြစ်တဲ့အလေးဈေးအောင်ဘုန်းကြီးများစကားမရောက်သေးဘူးနော်ပန်းတကူကောက်ပြီးတော့မှသင်္ကန်းဝတ်တဲ့အလေးထားရှိတယ်ဒါလေးကိုပြောတာအဲ့ဒီအလေးထားကဘုရားကိုယ်တိုင်လည်းပဲကောက်ခဲ့နော်ကောက်ခဲ့မြတ်စွာဘုရားကတော့ဟိုပုံနာဆိုတဲ့ကျွန်မတယောက်သေလို့သူ့အလောင်းကိုပတ်ပြီးတော့ပြစ်ထားတဲ့ အဝိဇ္ဇာကိုကောက်တဲ့အတွက်သူများပြစ်တဲ့ပန်းတဲ့ကိုကိုကောက်တာမဟုတ်ဘူးဒါပန်းတဲ့ကိုပြစ်တဲ့ပန်းတဲ့ကိုမဟုတ်ဘူးသူ့ဟာသူအလောင်းပတ်ပြီးတော့သင်္ချိုင်းမှာစောင့်ထားတဲ့အဝိဇ္ဇကိုကောက်တယ်ဒါပန်းတဲ့ကိုပြစ်တယ်လို့အလေးထားပြောလို့မရဘူးပန်းတဲ့ကိုပြစ်တဲ့အလေးထားပြောမှာနော်အဲ့ဒီလိုလူတွေကဒီပန်းတဲ့ကိုဆောင်မထေတွေကိုအထူးအားဖြင့်ကြီးညိုတတ်တဲ့ခါကျတော့ကိုကြီးညိုတဲ့ပန်းတဲ့ကိုမထေကို တင်ကလူချင်းတင်ကလူချင်းဒါပေမဲ့ဟိုကသူကဒူးတင်ဆောင်ဒူးတင်ဆောင်ဆိုတာပန်းစကူပဲကောက်ပြီးတော့ဝဲရတယ်တက္ကရာကမလူတဲ့တင်ကလူမခါလူမခါတော့ကန်နေလို့ဘယ်လိုလုပ်လှူမလဲဒီတန်းနဲ့လှူလို့တော့မရအဲ့ဒီတော့လှူဖို့အတွက်အကြံအဖန်လောက်ရတော့ပန်းစကူပြတဲ့လေတာရောက်လာနော်အကြံအဖန်ဘယ်လိုလုပ်တော့အရှင်နုရုဒ္ဓါဆိုတဲ့ရဟန္တာရှင်မြတ်ကြီးရှိတယ် မြတ်စွာဘုရားနဲ့ညီကိုတဝိုင်းခွဲတော်တော်ရှင်မြတ်စွာဘုရားရဲ့အဖေသူဒ္ဓရဏနဲ့အရှင်သူဒ္ဓရတဲ့အဖေဖြစ်တဲ့မဟာနာညီကိုဒီပေါ့ညီကိုမွေးတာပေါ့အဖေညီကိုကမွေးတာပေါ့အဖေညီကိုကအရင်ကမွေးတာဖြစ်တဲ့အတွက်အရှင်သူဒ္ဓရနဲ့မြတ်စွာဘုရားကညီကိုတဝိုင်းခွဲတော်တယ်သူလည်းရဟန္တာရှင်မြတ်ကြီးသူလည်းလူဘဝကဒီတိတ္တတမင်းသားလိုပဲမင်းသားပဲမင်းသားကနေမှ သင်္ကဝဲလာရဟနာရှင်မြတ်ကြီးဖြစ်အဲ့ဒီရဟနာရှင်မြတ်ကြီး အရှင်နုဒောတော့ကလာပန္နကုဆောင်မထင်သူလည်းတက္ကရာကမတူသင်္ကမဝဲဘူးသူ့ဟာသူပန္နကုကောက်ပြီးတော့ချုပ်ပြီးတော့ဝဲအဲ့ဒီတော့ဝဲတဲ့အခါကျတော့အဲ့ဒီအရှင်နုဒုဒ္ဓါရဲ့လွန်ခဲ့တဲ့အတိတ်သုံးဘဝလောက်ကဇနီးတော်စားခဲ့တဲ့သူပေးပြီးတော့နတ်ပြည်မှာနတ်သမီးဖြစ် ော်ဒါဒါတော့ဓမ္မပဒထကရာကလာတာနော်နတ်ပြည်မှာနတ်သမီးဖြစ်နေတော့အဲ့ဒီနတ်သမီးကအရှင်နုရုဒ္ဓကို ကြည်ညိုပြီးတော့သင်္ကန်းလှူခြင်းအရှင်နုရုဒ္ဓကပန်းသက်ကူဆောင်မထေဖြစ်တဲ့အတွက်သင်္ကန်းသွားလှူရင်လက်မကပ်ဘသူလှူလို့လက်မကပ်အဲ့ဒါကိုနတ်သမီးကသိငါဒီတိုင်းသွားလှူရင် အရှင်မြတ်ကငါသင်္ကန်းလှူကမှာမဟုတ်ဘူးအဲ့တော့ငါသင်္ကန်းကိုမြတ်စွာဘုရားအဲ့ဒီအရှင်နုရုဒ္ဓကိုငါဘယ်လိုသင်္ကန်း လူရမလဲဆိုပြီးတော့စဉ်းစားပြီးတော့အဲ့ဒါအမတန်ကောင်းတဲ့ပိတ်သားရင်တို့တက္ကရာဆရာကတော့အတိအကျပြောပါတယ်အလျားက73000လောက်ရှိတယ်အနံက4000လောက်ရှိတဲ့ပိတ်စားရင်အုပ်အရာကြီးကိုခောက်ပြီးတော့အရှင်တို့ကကြွရတယ်လမ်းမှာရှိတယ်အမိုက်ပုံကြီးတစ်ခုရှိလမ်းဆုံးအဲ့ဒီအမိုက်ပုံကြီးတွေကိုတွားပြီးတော့ထိုးအတွင်ထဲကို ိုးပြီးတော့အပြင်ဘက်မှာဟိုအမြိတ်လို့ခေါ်တာပေါ့အစာလေးတွေဟိုတို့တို့တပတ်ဒီမှာအပြားမှာအစာလေးတွေ့တယ်မို့လားအမြိတ်ခေါ်တာလေအဲ့ဒီလိုအမြိတ်စာလေးလောက်ပဲလေလေးငါးလုံးလောက်လေးအမိုက်ပုံပြင်မှာပေါ်အောင်ဒါလေးထားတာကြည့်လိုက်လို့ရှင်မြင်အောင်ပေါ့ဒီအမိုက်ပုံကဒါအရှင်တို့တို့ဒါပန့်တကုသင်္ကန်ကောက်နေကြအမိုက်ပုံဆိုတော့သူကတိတိတဲ့ခါကျတော့အဲ့ဒီလူတွေသွားပြီးတော့ပိတ်အုပ်ကြီးကိုအမိုက်ပုံနဲ့ထိုးပြီးတော့ဘောကအမိုက်တွေနဲ့ပြန်ဖုံးပြီးတော့အဲ့ဒီမြင်သာယုံလေးလောက်လေး သွားတမိုက်လောက်နေချမ်းသာပြီးပေါ်တာအရှင်နုရုဒ္ဓကလည်းပဲအဲ့ဒီသူအင်္ဂန်းဟောမှုရဲ့ခါကျ